တတိယမြန်မာနိုင်ငံမှာအာပထမဆုံးသွားပြိုင်နေ neutral ရဒီမျိုးသမီးဖြစ်ချင်နေဆိုပြီးတတိယအဲ့နဲ့ဟိုပေါ့နော်ဟိုလိုမျိုးပြင်ဆင်တာကတော့မဟုတ်ပေမဲ့တတိဟိုပေါ့စတိကလေးကစပြီးတော့ပြင်ဆင်လိုက်တာအဲ့ရနေပြီးတော့သွားပြိုင်ဖြစ်သွားဟုတ်ရွှေသုံးခုရခဲ့တယ်ပြီးရခါကျတော့ဂျေးတစ်ခုရခဲ့ပေါ့နော်အာခြားနိုင်ငံသူတွေကအကုန်လုံးကတတိနဲ့ပြိုင်နေသူတော်တော်များများတတိလိုဘယ်လေးတော့တိတ်မရှိကြဘူး အဲသူတို့ကဟိုခါးလေးဖြင်းလေးတော့လာရပေါ့နော်ပြီးရင်ရုပ်လေးလည်းတော်တော်ချောကြရပြီးရင်ရင်ဘတ်ကြီးတွေကြီးတွေပေါ့အဲအဲ့လိုမျိုးလေးပေါ့အာတတိကိုကြတော့သူတို့ကဘိန်လေးဟိုတွေ့တော့သူတို့အဲ့ဒါကင်ကြည့်တယ်ပြီးရင်အဲ့လိုဟိုပေါ့အရန်လာရလို့သူတို့ချီးကျူးကြရပေါ့ အဲတဖြည်းဖြည်းနဲ့လူဆိုတာအိုလာလို့ရှိရင်တော့နည်းနည်းလေးကြာလာရပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အချိန်ရောက်လို့ရှိရင်တတိယစိုးရိမ်နေပေါ့နော်အဲကိုရပါမလားဒီလိုမျိုးပြိုင်နိုင်မှမလားစိုးရိမ်နေအဲ့တော့တတိတို့ဒီလိုငယ်ရွယ်တုန်းမှလည်းတတိရသလောက်ကိုကြိုးစားပြီးပြိုင်နေပေါ့နော်အခုဒီလိုရလာရပြန်ရလာရခါကျတော့လည်းတတိဂျင်းနေပါရဲ့ဘာလို့လို့ဆိုတော့ဟိုကိုကြိုးစားခဲ့ရတဲ့အဥ္စာပေါ်မှာလေအတိမတ်ပြုတ်ခံရရလို့လည်းဟိုထင်တယ်ပေါ့နော်